thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်နေပြည်တော်ကျင်းရွာချိုတီ PDF များစီယုံရေးလှုပ်လာတဲ့အတွက်တိုင်းမှုခံဝင်ထွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်နေပြည်တော်ကောင်စီနေမြေကမြို့နယ်ချို့မှာ PDF တွေကကျင်းရွာရီထိဝင်ရောက်ပြီးစီယုံရေးလှုပ်လာတာကြောင့်ဗိုလ်ချုပ်စိုးမင်းသတိပေးခံဝင်ထိုးရတယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကသိရပါတယ်လယ်ဝင်းမြို့နယ်ကကျင်းရွာချို့မှာ PDF တွေကရွာသားတွေကိုစီယုံရေးဆင်းတဲ့ကိစ္စကိုစစ်ထောက်လှမ်းရေးဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုတင်ပြခဲ့တာကြောင့်ဗိုလ်ချုပ်စိုးမင်းကို AB 29ရက်ကတတိပေးခံဝင်ထုတ်ခိုင်းထားတယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါရယ်။ နေပြည်တော်မှာရှင်းမြို့နယ်ရှိတဲ့လေးမြို့နယ်လောက်မှာ PDF တွေဝင်ပြီးနေရာယူနေတဲ့စီးရုံနာတွေလုံနေတဲ့တချို့နေရာတွေမှာတနက်တွေပေါ်တင်လွယ်ပြီးသွားတာတွေရှိရဲဒါကိုထောက်လိုင်းကတင်ပြတဲ့နဘာတာတိုင်းမှုကမသိဘူးဒါကြောင့်ခံဝင်ထိုးရတာနေပြည်တော်လမ်းပိုင်းချို့မှာ PDF တွေကရှင်းစစ်ဆေးတာတိုက်ပွဲဖော်ဆောင်နေရာတွေရှိလာတဲ့အပြင်စီးရေးတာဝန်နဲ့သွားလာနေတဲ့ပုံမိုးစင်တွေပါဖမ်းဆီးခံရတာကြောင့်လည်းတတိပေးခံဝင်ထိုးရတယ်လို့စာခါခါချောင်းနဲ့နိစက်တဲ့သတင်းရင်းမြစ်တွေကပြောပါရင်နေပြည်တော်လမ်းပိုင်းမှာတက္ကရာရှိတွေကို PDF တွေကမကြခဏဖမ်းနေတဲ့ကိစ္စတွေလည်းပါ ါတယ်။လေဝင်းမြို့တဲကရွာတချို့မှာဆို PDF တွေကဇက်တိုက်စီယုံရင်ဆင်းနေရလဲရှိတယ်။ဒါရီမသိလို့တတိပေးနေတာနေမှာတိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေရဲ့မြောက်ပင့်ပေးမှုကြောင့်အင်အားကြီးထွားလာတဲ့ PDF ဖွဲ့တွေကိုတိုင်းရင်းတပ်ဖွဲ့တွေအနေနဲ့တတိထားဖို့နဲ့ရန်သူကိုအထင်မသေးဖို့စစ်ကောင်ဆောင်နေအောင်လုံးကပြောထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့အရာရီမြို့အနောက်ဘက်ကျမ်းမှာတရှိတဲ့ကပ္ပစာစက်ရုံတွေကလက်နက်ခရံတွေထုတ်လုပ်မှုကြဆင်းလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အရကတတော်အေးဦးဆောင်တဲ့ပူပေါင်းမဟာမိတ်ညီတဲ့တိုက်ပွဲစတိုက်ဖြစ်ပွားနေတဲ့အရာရီမြို့အနောက်ဘက်ကျမ်းမကွေးတိုင်းနဲ့ ပဲကိုတိုင်းကြားမှာတည်ရှိတဲ့ကပ္ပစကားကွင်ပစ္စည်းစရုံတွေမှာလက်နက်ခဲယံတွေထုတ်လုပ်မှုကြားဆင်းလာတာကိုတွေ့ရတယ်လို့ဒေတာရင်းစီရေးလေးလာနေသူတောင်ဦးကပြောပါရယ်။ ပထမတစ်ချက်ကတော့ဆက်သွယ်ရေးနဲ့တင်ယူပို့ဆောင်ရေးပေါ်ကမ္ဘာစားဆက်ယုံတင်ယူနဲ့တင်ယူချမ်းအရင်လိုသွာလာလို့မလွယ်တော့ဘူးတော်လိုင်းတပ်ဖွဲ့တွေကလမ်းတချို့ကိုဖျက်တောက်ထားတယ်ကမ္ဘာစားဆက်ယုံတွေဆိုတာကလိုအပ်တဲ့ပစ္စည်းတွေကိုတခုချင်းစီလိုက်ထုတ်တာများတယ်အဲ့ဒီအစိပ်ပိုင်းတွေကိုကမ္ဘာစားဆက်ယုံတခုမှစုပြီးတက်စင်တာအခုကဆက်ယုံတခုနဲ့တခုကြားထုတ်လို့ရအစိပ်အပိုင်းတွေကိုအလွယ်တကူပို့လို့မရတော့ဘူးတချို့ကမ္ဘာစားဆက်ယုံတွေကိုဆိုရင်တော်လိုင်းတပ်တွေရဲ့လက်နက်ကြီး လက်တကန်းစာပဲရှိတော့တယ်လို့ပြောတယ်ဒုတိယတစ်ချက်ကကပ္ပစာဆက်ယုံနေမှာရှိနေတဲ့စစ်သားတွေကိုစစ်မြေပြင်ကိုစစ်တိုက်ဖို့စေလွတ်တယ်လို့ဆက်ယုံတွေကိုအချိန်ပြေကာကွယ်နေရတဲ့အတွက်စစ်ပစ္စည်းထုတ်လုပ်မှုဘက်ကိုဥတီမလဲနိုင်တော့တဲ့အတွက်ဖြစ်တယ်လို့ဆိုပါတယ် အခုကမဆာယုံတွေကလည်းစစ်သားတွေရှင်းန်းထွက်ရတယ်လို့စက်ယုံတွေကိုတနေ့လုံးပြေကာကွယ်နေရတယ်လင့်ကင်းကာကင်းယူပါတယ်ဒီတော့စစ်ဖြစ်စည်းတွေထုတ်လုပ်တဲ့အပိုင်းမှာကြာစင်းလာတယ်အရင်ကလို့ထုတ်လုပ်ရေးပိုင်းကိုအချိန်ပြည့်မလုပ်ကင်နိုင်တော့ဘူးမကွေတိုင်းကဖဲမြို့နယ်အနောက်ခြံကရခိုင်မြို့မှာအနီးတီးကြားတိဆောက်ထားတဲ့ကမဆာဆက်လေးမှာလည်းစစ်ဖြစ်စည်းထုတ်လုပ်တဲ့တပ်ဖွဲ့ဝင်တချို့ကိုရှင်းန်းပို့ထားတဲ့အတွက်စက်ယုံရဲ့လက်ပတ်မှုမှာရက်နေတဲ့အနေထားကိုရှောင်နေတယ်လို့အရှုံချင်းကာကွယ်ရေးတပ်ဖွဲ့ CDN အရှုံရဲ့တာဝန်ရှိသူစလိုင်းရူချင်းကမီဒီယာတွေကိုပြောထားပါတယ် ။ CDN ဘူဇီးစင်ရောကလည်းလက်နက်ငယ်ကြီးစံတွေထုတ်လုပ်မှုကြဆင်းတဲ့ပေါ်အတီးပြုပြောဆိုပါရယ်။လက်နက်ခရံမီကြဆိုတဲ့နေရာမှာလက်နက်ငယ်ကြီးလို့ပြောရမယ်9.56ရင်း9.6နင်းရင်း6မီလီမီတာရင်း 0.5စက်တနက်ကြီးပေါ့နော်အဲ့ဒီကြီးစံလေးကိုအဓိကအီယာရီမြင့်အနောက်ဖက်ကမ်းမရှိရဲ့အမှတ်ကိုကာကွယ်ပစ္စည်းဆက်ရုံကနေအဓိကထုတ်လုပ်တဲ့အရန်အဖြစ်တော့အီယာရီမြင့်အနောက်ဖက်ကမ်းဖြစ်တဲ့အထက်မင်းလာမြို့နဲ့မလွန်အမှတ်နှစ်ကာကွယ်ပစ္စည်းဆက်ရုံကနေထုတ်လုပ်ပေးထားတယ်ပြီးရင်ဒီဘုံတိအများစုကိုတော့အမှတ်သုံးကာကွယ်ပစ္စည်းဆက်ရုံစင်တဲကနေထုတ်ပေးတယ်လင်းရင်ကဖြစ်တဲ့အကြီးစားဘုံတိတွေကိုတော့အမှတ်27ကာကွယ်ပစ္စည်းဆက်ရုံကစုံကနေထုတ်လုပ်ပါတယ် အခုလက်ရှိမှာတော့ကပ္ပစ321ကလွဲလို့ကပ္ပစ9ပရောင်ညောင်ကျေတော့တဝိုင်းမှာတိုင်ပွဲပြင်းထန်လာလို့ကပ္ပစ6တမနီဆက်ယုံဆိုရင်ထုံးလုံရေးပိုင်ရနာထားရပြီးလုံချုံရေးကိုလုံနေရတဲ့အနေအထားမျိုးကိုတွင်ရတယ်။ပြီးရင်ရေမြုံမိုင်းနဲ့လက်နက်ကြီးအစိပ်ပိုင်းတွေထုံးလုံတဲ့ကပ္ပစ73ဆက်ယုံကိုလည်းတိုက်ခိုက်တာရရှိရဲဆိုတော့ခင်းရံတွေဘုံတိတွေမှာ primer ဆိုတဲ့အစိပ်ပိုင်းကအရေးကြီးတယ်။ကြီးစံတကူဘုံတိတကူအချောတက်ဖြစ်ဖို့အတွက်ခင်းရံတွေထုံးလုံမှုလျော့နေလာတယ်ဆိုတာနေမြင်မတည်ငြိမ်မှုအတွက်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကတိုက်ခိုက်လာတော့ထုံးလုံရင်လုံချုံ ုံရည်နေမည်ဆိုးမှုရည်ကိုမြင်ရပြီးလုံနေရတာဖြစ်တဲ့အတွက် production ထုတ်လုပ်ရည်မှာလျှော့နေလာတာဖြစ်ပါတယ်။ဒါအပြင်လက်ရှိတိုက်ပွဲမှာ2024ခုနှစ်ထုတ်ကြည့်တွေကိုတွေ့ရှိလာရတယ်လို့စစ်မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောဆိုမှုအပေါ်မှာလည်း CDM ပူကြီးစင်ရောကအခုလိုပြောပါတယ်။အခုတွေ့နေရတဲ့အခြေအနေမှာ2024 2025အစိုင်းနံပါတ်တွေ ပါတယ်။ အဲ့ဒီနံပါတ်တွေကသူတို့တချို့ဘုံသီးတွေဆိုရင်ဖြစ်အားကိုပိုပြင်းပြီးတော့လုံလိုက်တဲ့အနေအထားမျိုးရှိတယ်လို့တော့ကျွန်တော်ယူဆတယ်ကြီးစံများများထုတ်ပေးမှရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အခုထုတ်တာတွေကိုချက်ချင်းလက်ငင်းတုံးတဲ့အနေအထားမျိုးလည်းတွေ့ရတယ်လို့ပြောပါတယ်ဒါအပြင်တိုက်ပွဲတွေများပြားတိုက်လာတဲ့ dress စကစီတက်မှာဘုံတွေလက်နဲ့ခံရမိကြောက်တွေအခက်အခဲတွေရှိနိုင်တယ်လို့သတင်းတွေထွက်ပေါ်နေတဲ့ပုံမှာလည်းပိုကြီးစင်ရောကအခုလိုတုံသက်ပြောဆိုပါတယ်မြန်မာစစ်တပ်မှာခင်းရအဟောင်းတွေကုံသွားတဲ့အနေအထားလို့တော့ပြောရခက်တယ်ပေါ့နော်သူတို့မှပင်မလက်နဲ့ခံရမိကြောက်တက်ဆိုရင်တက်ကြီးတုံသက်ရှိရဲ င်အဲ့ဒီတက်သုံးတက်ကလည်းနှစ်စဉ်နှစ်တိုင်းလည်း2020ခုနှစ်ဒီတလားတလားအရေးအတွက်တင်းချီပြီးထုတ်လုပ်ခဲ့တာရှိတယ်။ ဒါအပြင်ပြင်မခရမ်းမီးကြောက်တက်ကြီးအပြင်ဆလနက်ပစ္စည်းတက်ခွဲပြီးရင်ဆလနက်ပစ္စည်းတက်ခွဲတွေမှာရောခရမ်းမီးကြောက်တွေကပုံထားတာရှိတယ်ပြီးရင်တိုင်းစစ်ထဏာချုပ်တွေမှာလည်းတိုင်းအရန်ခရမ်းဆိုပြီးတီးတန့်ပုံထားတာရှိတယ်လို့ပြောပါတယ် AR မြေအနောက်ဖက်ဒေသမှာတရှိတဲ့စက်ရုံတွေမှာကပ္ပစ9ရန်ချက်စက်ရုံအုပ်ရှစ်ပင်ကမြိုင်ကပ္ပစ6တန်ရီချိုစက်ရုံအုပ်ရှစ်ပင်ညောင်ကြောင်ရန်ချက်စက်ရုံကပ္ပစ16အုပ်ရှစ်ပင်မတုံလက်နက်ငယ် ဒီ3.5ကြောင့်9.6နဲ့ကိုမမကြီးစံတွေထုတ်လုပ်တဲ့ကပ္ပစကိုအုပ်ရှစ်ပင်ကြောက်ဖူးလက်နက်ငယ်ကြီးစံတွေထုတ်လုပ်တဲ့ကပ္ပစ14ငပဲစေတုတ်တရာအမြောင်နဲ့လက်နက်ကြီးကြီးတွေထုတ်လုပ်တဲ့ကပ္ပစ8စင်ပန်ဝဲ40မမတန်ဝဲပြင်ရင်တင်တုံးတွေထုတ်လုပ်တဲ့ကပ္ပစ30အထက်မင်းလာ60မမ61မမ120မမပုံသီးတွေထုတ်လုပ်တဲ့ကပ္ပစ12တရက်ရေမြုံမိုင်းနဲ့လက်နက်ကြီးအစိပ်ပိုင်းတွေထုတ်လုပ်တဲ့ကပ္ပစဆက်လုံးအထက်မင်းလာမော်တာကြီးစံအမြောင်ကြီးစံ9.5 9.5 6ထုတ်လုပ်တဲ့ ဲ့ကပ္ပစနှင့်အထက်မင်းလာလေချောင်းရင်ကာကွယ်လက်နက်ထလုပ်တဲ့ကပ္ပစ20စေတုတ်တရာတို့တရှိရဲလို့ပြောပါရယ်။ညောင်ကျိုးကိုအရခတ်တက်တော်နဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ပြီးရနောက်ပဲခူးအနောက်ချမ်းကပ္ပစတွေကိုအေအေနဲ့ပူပေါင်းတပ်တွေကမကြမီဝင်ရောက်တိုက်ခိုက်တော့မဲ့သဘောကိုတွေ့ရတယ်လို့လည်းရေးသားဖော်ပြထားပါရယ်။ ဆလံပြီးတမူးမျိုးကိုအခုနှစ်တွင်ရအောင်သိမ်းနိုင်ရေးကြိုးပမ်းမယ်လို့ PDN ရဲပေါ်များပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အိန္ဒိယမြန်မာနယ်စပ်ရှိတမူးမျိုးကိုအခု2025တွင်သိမ်းပိုင်နိုင်ဖို့စစ်ဆင်ရေးစတင်နေပြီးသိမ်းနိုင်ဖို့အတွက်ကြိုးစားသွားမှာဖြစ်ကြောင်းတမူးခရိုင်ပြည်သူ့ကာကွယ်ရေးတမတော် PDN ရဲပေါ်တွေကပြောပါရယ်။ AB 29ရက်ကပြုလုပ်တဲ့ကပွန်ညီနောင်ကမ်ပိန်းမှာပြည်သူများပါဝင်စေဖို့နှိုးဆော်တဲ့စကားဝိုင်းဆွေးနွေးပွဲမှာတမူးခရိုင်အမတ်တတရင်နဲ့အမတ်နှစ်တရင်မှာရဲပေါ်တွေကတမူးမျိုးသိမ်းစစ်ဆင်ရေးအရေးပါမှုကပွန်ညီနောင်ကမ်ပိန်းမှာပြည်သူများပါဝင်ဖို့လိုအပ်ဖို့အချင်း ေတွေကိုဆွေးနွေးပြောကြားခဲ့တာဖြစ်ပါတယ်။တမှုခရိုင်တွင်စစ်စင်ရေးကအခြားခံများနဲ့မတူဘဲတော်လိုင်းတက်များအနေနဲ့စစ်ကောင်စီကိုတမကပြူစော်တီကတဲ့နာကရှမ်းနီ SNL တို့ကိုပါတိုက်ခိုက်ရတာဖြစ်ကြောင်းတမှုခရိုင် PDN ရဲဘော်တို့ကပြောပါတယ်။တမှုမြို့မှာစစ်ကောင်စီလက်ပါစီပြူစော်တီအားကောင်းသလိုကတဲ့နဲ့နာကလက်နက်ကန်တွေကအိန္ဒိယနိုင်ငံတွင်သွာလာနိုင်တဲ့အခြေအနေရှိကြောင်းတမှုမြို့ရရှိဖို့အတွက်တိုက်ခိုက်ဖို့စိန်ခေါ်မှုများစွာရှိတော်လဲအများအဆုံးသိမ့်ပိုင်ထိချုံတိုင်းမှာအခြားခရိုင်များသိမ့်ပိုင်နိုင်ရင်များစွာအထောက်အကူပြုစေမယ်လို့စကားပိုင်းဆွေးနွေးပွဲမှာပါဝင် ဲ့တမှုခံ PDF ရဲဘော်တွေကပြောပါရင်စစ်ကောင်စီအင်အားနည်းတဲ့ဆိုပေမဲ့တိုင်းရမဲ့နေရာက အရှမ်းကျေပြဲတဲ့စစ်တပ်တခုနဲ့ရည်ရွယ်ပြီးတိုင်းရမှာမဟုတ်ဘူးရဲဘော်တွေကတော့အကောင်းဆုံးထိစူးစမ်းသွားမယ်။ ဒီနှစ်ထဲမှာဒီမျိုးကိုတိမ်မယ်အကောင်းဆုံးရအောင်လှုံ့ဆော်သွားမယ်လို့တမူခရံ PDF ရဲဘော်ကပြောပါရယ်။ဒါကြောင့်အကြရှုံးနေနေနဲ့အောင်မြင်မှုရအောင်လှုံ့ဆော်နိုင်ရတဲ့ကပေါ်ညီနောင်ကမ်ပိန်းမှာပါဝင်သွားဖို့ပြည်သူများကိုတိုက်တွန်းလေကြောင်းလက်ရှိတိုက်ပွဲများမှာရဲဘော်အချို့မကြဆုံးတိမ်မယ်ကြဆုံးခဲ့ရကြောင်းကြီးကအုတ်ထုံများအပြည့်ဝမစင်ပေးနိုင်လို့ဖြစ်ကြောင်းပြောပါရယ်။ပြည်ရင်းပြည်ပါကူညီထောက်ပံ့နေတဲ့ဖွဲ့များပါဝင်ပြည်သူများရဲ့ပါဝင်မှုတော်လှန်တပ်များပူးပေါင်းပြီးတမူးမြို့တိန်စစ်စင်ရေးကိုတချီတဲ့ရုံနိုင်ပါကကြံမျိုးတွေကိုထိုးစစ်စင်ရမှာထောက်ပို့ပါဝင် င်းကျန်တဲ့လိုအပ်ချက်များပုံမဖြည့်ဆည်းနိုင်မယ်လို့ပြောပါတယ်။တမူးမျိုးဆိုတာကြီးကိုကျွန်တော်တို့ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ကလေးမျိုးဆိုတာသိမ်းနိုင်ဖို့အတွက်မခဲတော့ဘူးလို့တမူး KNPDS ရဲဘော်ကပြောပါတယ်။လက်ရှိမှာဖြီသူများအနေနဲ့လေးချောင်းရံသတိပြုဖို့ကိုလည်း၎င်းတို့ကသတိပေးထားပါတယ်။စစ်ကောင်စီကလေးချောင်းတိုက်ခိုက်ရာဖြီသူရှိရာနေရာတွေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်နေတာကိုတွေ့ရတယ်လို့ပြောတယ်။အဲ့လိုတိုက်ခိုက်နေမှုကဖြီသူနဲ့တော်လိုင်းတက်ဖွဲ့များကြားသွေးကွဲနေတာဖြစ်ကြောင်းတော်လိုင်းတက်များရှိလို့ပုံကျဲခံရတယ်လို့အမည်ကိုရိုင်းထည့်နေခြင်းဖြစ်ကြောင်း PDS ရဲဘော်တွေကပြောပါတယ်။စက ုင်းတိုင်းကလေးနဲ့တမူးခိုင်နေပါဝင်တဲ့ကဘော်ဒေတာလွမြောက်ရေးအထူးအစားပေးဆောင်ရွက်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကကွေးဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရင်မူကမလ22ရက်မှာပြောကြားထားပါတယ်။ကဘော်ညီနောက်ကမ်ပိန်းဖွင့်ပွဲအခမ်းအနားကိုမလ22ရက်ညပိုင်းကကျင်းပခဲ့ရာဝန်ကြီးဦးရင်မူတက်ရောက်ခဲ့ပြီးအဲ့ဒီလိုပြောကြားခဲ့တာပါ။ကဘော်ညီနောက် project ကိုမလ22ရက်ကစတင်က AB 20ရက်ထိသတ်မှတ်ထားပြီးရန်ပုံငွေ7သိန်း1000ရရှိဖို့ရှာဖွေဖို့ရှိရထားကြောင်းအသိပေးထားပါတယ်။အခုရန်ပုံငွေရှာဖွေမှုကအဖွဲ့စလီပွဲအတွက် ှုပ်ဆောင်နေတာဖြစ်ပြီးပြည်သူများတက်နိုင်သည်ပါဝင်ကြဖို့တိုက်တွန်းထားပါတယ်။ချင်းတွင်းမြင့်တဲ့အိန္ဒိယနယ်စပ်ကြားတိုင်ဝမ်လွင်ပြင်ဒေသဖြစ်တဲ့ကပေါ်ဒေသကအမတ်တစ်စစ်ဒေသရဲ့အရေးကြီးတဲ့ဒေသဖြစ်ပြီးအဲ့ဒီဒေသမှာကလင်းနဲ့တမိုးမျိုးများပါဝင်နိုင်ကြောင်းဝင်းစည်းဥယျာဉ်မွန်ကပြောပါတယ်။ နိုင်ငံရေးနိုင်ငံခြားရေးကုန်သွယ်ရေးနဲ့စည်ရင်းရသမိုင်းတခြားအရေးပါခဲ့တဲ့အဲ့ဒီကဘော်ဒီတာကိုလွတ်မြောက်နေမည်ဖြစ်ရေးဦးစားပေးဆောင်ရွက်ဖို့ရှိကြောင်း၎င်းကဆိုပါတယ်ကဘော်ဂျိုင်ဝမ်ကစကိုင်းဒေတာကြီးအနောက်ပိုင်းမှာတည်ရှိတဲ့ကုန်မြစ်ဂျိုင်ဝမ်တစ်ခုဖြစ်ပါတယ်အိန္ဒိယနိုင်ငံမဏိပူရာပြည်နယ်ရဲ့နယ်နိမိတ်နဲ့နီကပ်စွာတည်ရှိပါတယ်ကာကွယ်ဝင်ကြီးဌာနအမတ်တေစစ်ဒေတာအနေနဲ့လည်းအဲ့ဒီဒေတာနေမည်လွတ်မြောက်ရေးကိုအထူးဦးစားပေးနေနဲ့စဉ်းစားဆောင်ရွက်နေရလဲရှိရလို့ပြောရပါမယ်လို့ဝင်ကြီးဦးရင်မွန်ကပြောပါတယ်တော်လိုင်းအစပိုင်းကလေးကကာကွယ်ဝင်ကြီးဌာနနဲ့မဟာမိတ်တိုင်းရင်းသားတော်လိုင်းဖွဲ့ ဖြစ်တဲ့ကချင်း၊ကယားရင်၊ချင်း CNN, CNN, KNN, KNPB, KNA, ABS တရတို့ပါဝင်တဲ့ပဟုကုတ်ကရင်နဲ့ပေါင်းဆက်ညီနိုင်ကော်မတီ C3C ရဲ့သဘောတူဆုံးဖြတ်ချက်အရအမတ်တစ်စစ်ဒေသကို2022နှစ်လပိုင်းမှာစတင်ဖြစ်ပွားခဲ့တာလို့ရှင်းပြပါရယ်။ကလေးနဲ့တမှုခရိုင်နှစ်ခုစလုံးမှာနည်းမြေစိုးမိုးထိန်ချုပ်မှုကို PDF တမတော်ကအဓိကရယူထားကြောင်းစစ်ကောင်စီလုံးဝကင်းစင်ခြင်းမရှိသေးတော့လဲတနေ့လုံးကို PDF များထိန်ချုပ်ထားကြောင်းရှင်းပြပါရယ်။ကလေးနဲ့တမှုတို့မှာသစ်ကောင်စီအကျဉ်းချံများရှိနေတယ်လို့ဝင်ကြီးဥယျာဉ်မွန်ကပြောကြောင်း သတင်းမှဖော်ပြပါရှိပါရရှင်။